လဝနီမီကပထဝီအနေနဲ့ထားရပါတော့ချင်းပြင်းနေဖွံ့ဖြူတုတ်တဲ့ရေးအတွက်ဒီဘလောက်ထိအရေးပါတူတော့ကျွန်တော်တို့တီရှီယာတလောက်မှာလည်းတော်ထူးဆန်းတယ်ပေါ့အပြောရမယ်ဆိုလို့ရှင်တော်တော်ထူးဆန်းတယ်ဟိုချင်းပြင်းနေထဲမှာဟိုဘယ်လိုပြောမလဲဒီလိုမျိုးကလာရန်မြင်းနဲ့ဟိုရေချောင်းလမ်းရောကုန်းချောင်းရောပြီးရင်ဒီဒီဒီ လေလေလေလန်းကြောင်းပေါ့ဒါမဲ့မတုံသေးဘူးဒါမဲ့အရင်မှာဒီဘလောက်မှာဒီလီယန်ကွန်းရှိဖူးတယ်ဆိုရမျိုးတွေကျွန်တော်တို့ဒီမှာပါဆိုအဲ့လိုမျိုးတွေတုံလို့ရတဲ့နေရာထဲမှာချင်းပြည်နယ်ထဲမှာဟိုအဲ့လိုမျိုးကန္တာပေါင်းစုံနဲ့ဒီလမ်းကြောင်းကိုဟိုဥဆောင်နေတယ်ကဘလောက်မျိုးပဲလို့ပြောလို့ရတယ်ဆိုတော့ဒါဘလောက်ချင်းပြည်နယ်ထဲမှာဘလောက်ကသူဆန်းတဲ့လူမျိုးပဲ ဒီမြန်မာနိုင်ငံမှာလည်းပဲဒီထူဆိုင်တဲ့အထက်မှာတစ်ခုပါဝင်ဖြစ်တယ်ဆရာပဘယ်လိုမျိုးဒါကိုပြောနိုင်လဲဆိုလို့ရှိရင်တော့သူကဒီအိန္ဒိယရဲ့ဒီဘင်္ဂလားဒေ့ရှ်ရဲ့မြန်မာရဲ့ပေါ့ဆိုတော့ဒီတုံးခုရဲ့ဒီအကြမ်းမှာပေါ့သရီကန်ကြမ်းမှာရှိနေတဲ့မျိုးလေးတမျိုးပေါ့ဒေတာတစ်ခုဖြစ်တယ်ဆိုတော့အဲ့ဒါကိုရွှေသရီကန်လို့ကျွန်တော်တို့မှတ်ယူလို့ရတယ်ဆိုတော့ဒါက ဟိုတချို့မျိုးတိုင်းမရှိဘူးဆိုတော့မြန်မာနိုင်ငံအလေးမှာဒါအဲ့လိုမျိုးကြောင့်ဟိုမြန်မာနိုင်ငံအလေးမှာလည်းတခုတော့ထူဆိုင်တော်မျိုးတမျိုးဖြစ်တယ်လို့ချင်းပြည်နေထဲမှာလည်းအများကြီးထူဆိုင်တော်မျိုးလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီပလောက်ဝအရေးကိုစဉ်းစားတဲ့အခါမှာအဲပလောက်ဝရဲ့နေပေဒေတာတွေပလောက်ဝကဘလူလဲဆိုတဲ့မျိုးကိုစဉ်းစားတဲ့အချိန်မှာကျွန်တော်ဒီဒီညအနေနဲ့တော့ဒီပေါ့လက်ရှိဒီ ော်လိုင်းကာလာနဲ့တော်လကောင်းပဲဒီအခုကြုံတွေ့နေရတဲ့ဟာတော်လကောင်းပဲဒီပလဝရဲ့နေသားကိုဘလို့ဖြစ်လဲဆိုရဲအရင်ကလေးကတော်လကောင်းပဲဒီစဉ်းစားတဲ့အခါမှာပေါ့နော်ဒီ၃ခုနဲ့ကျွန်တော်တို့ဒီလေးလာရင်မှမိမိရင်းမှဒီ၃တက်ကြည့်တာပေါ့လေဆိုတော့အဲ့ချိန်ကျတော့ကျွန်တော်တို့ပထမဆုံးကဒီလက်မဆက်တွေ့ရေးဖြစ်တယ်ဆိုလမဆက်တွေ့ရေးကကျွန်တော်တို့တီးထားတဲ့အချိန်အခုပလဝဇူရန်ပူလန်းကိုကျွန်တော်တို့ဟို ကောင်တီပေါ်မှာဆောင်ရွက်နေတာမျိုးရှိတယ်။ဆိုအဲ့ဒါတွေအဲ့ဒီအဲ့ဒီဒါကလက်မဆက်တူရေးပေါ့ဒါဒါကဘယ်လိုပြောမလဲဒီဒီအိန္ဒိယဘက်ကနေဒီဒီဘက်ကိုမြန်မာပြည်ဘက်ကိုဝင်တဲ့လမ်းကြောင်းဖြစ်တယ်တော်တော်လေးအချက်ချာကြတဲ့ဂန္ဓာပေါင်းစုံလုံးလုံးနိုင်တဲ့ကုံတွေရေးလမ်းပေါ့ဆိုတော့ဒါကလက်မဆက်တူရေးကိုတော်တော်လေးအချက်ချာကြတဲ့ဟာမျိုးတစ်ခုဖြစ်တယ်ဆိုတော့နောက်တစ်ခုကြတော့ ဒီအခုလက်ရှိမှာလည်းပဲရခိုင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်အနေနဲ့စစ်ကောင်စီနဲ့ဒီစစ်တိုက်နေတဲ့ကာလဖြစ်တယ်ဆိုအဲ့လိုပဲဒီပလောက်ကိုတင်ပိုက်တယ်လိုက်တဲ့အချိန်မှာအခုစစ်ကောင်စီမရှိတော့ရခိုင်ပြည်နယ်ဘက်ကိုဖြစ်ဖြစ်ဒီဟိုဗမာပြည်ဘက်ကိုဖြစ်ဖြစ်စီစင်းဝင်နိုင်တဲ့ဒီကုန်စည်တွေဆိုလို့ရှိရင်အိန္ဒိယဘက်ကနေတချို့တွေဒီဟိုအများကြီးတော့ဒီဟိုဒီကုန်ကုန်စည်တွေ ဟိုဈေးပြူတာတွေဟိုလောက်လာတာရှိတယ်အဲ့ချိန်ကျတော့ပလောဝဘက်ကနေစီကိုစီစဉ်ရတဲ့အာမျိုးဖြစ်တယ်ဥမာရေလိုင်းနဲ့စဉ်းစားကြည့်ပေါ့ရေလိုင်းနဲ့စဉ်းစားလေဒီပလောဝဘက်ကိုဒီကြောက်တော်ဘက်ဒီရခိုင်ပြည်ဖက်သွားမယ်ဆိုလို့ရှိရင်တော့ဒီလောင်တိုက်ဘက်ကနေပလောဝကိုပလောဝကနေပစင်ဘက်ကိုမြန်မာပြည်ဒီဘက်ပေါ်ရခိုင်ပြည်နေဘက်ဗမာပြည်ဘက်ကိုဝင်ရတဲ့အာမျိုးဖြစ်တယ်ဒါရေလောင်းရေလန်းချောင်းအရာဆိုတော့နောက်တစ်ခုကျတော့လေ ဟိုကုန်းလိုင်းကြောင်းနေဆိုတော့ခုလက်ရှိအနေနဲ့စမီဖက်ကနေဟိုမတူပီမင်းတက်မတူပီပလောက်ဝလိုင်းကနေတွားကိုတွားရတယ်ဆိုတာကုန်းလိုင်းရောရေလိုင်းရောလက်ရှိဒီပလောက်ဝဖက်ကနေစီစင်ပြီးမှဒီပြင်ပနဲ့ထိဆက်ပြီးမှစစ်ဟိုဆက်နွေမှကျွန်တော်တို့ဟိုစီပွားရေးလမ်းကြောင်းဟိုကုန်းတွေးလမ်းကြောင်းပေါ့နော်ဒါစီစင်နေတာမျိုးဖြစ်တယ်ဒါလက်မဆက်တွေ ဟိုကောင်းခင်းမယ်ဆိုလို့ရှိရင်တော့ဒါအာစီးပွားရေးလမ်းကြောင်းနဲ့လက်မဆက်တွေလမ်းကြောင်းနှစ်ခုအနေနဲ့အမြင်ပေါ့နော်ဆိုတော့ဒီနောက်တစ်ခုကြတော့ဒီလက်ရှိတော်လိုင်းကာလမလို့ဒီစီးရေးအကြောင်းပေါ့ဆိုတော့ပလဝါကပလဝါကဟိုမှာစိတ်ကောင်းစီရှိခဲ့မယ်ဆိုလို့ရှိရင်ဒီချင်းနဲ့မကွေးကိုတော်တော်များယူစီးနိုင်တယ်ဒါပေမဲ့အခုစိတ်ကောင်းစီမရှိတော့ချင်းနဲ့မကွေး ရဲ့စီရီစီရာကိုတော်တော်များများအာသာချက်အနေနဲ့တော်လိုင်းရေးတမားတွေတော်လိုင်းရေးတွေဟိုတူတွေပေါ့နော်တော်လိုင်းတမားတွေခြေကုပ်ယူနိုင်တဲ့အနေအထားဖြစ်တယ်ဒါကျွန်တော်ရဲ့တော်လိုင်းတမားတွေအာသာချက်တခုလို့ပြောလို့ရတဲ့အနေအထားဖြစ်တယ်ဆိုတော့လက်မဆက်တွေစီးပွားရေးစီရီပေါ့နော်ဒါတွေအကုန်လုံးအတွက်ကိုပလောကအချက်ချာကြတဲ့ကောင်းဝင်တဲ့စုပ်ကန်နိုင်တဲ့ဟာမျိုးဖြစ်တယ်ဆိုတော့ဒီလိုမျိုးပြောမယ်ဆိုလို့ရှိရင်တော့အဲ့ဒါကိုကျွန်တော်တို့က ပလဝါကိုချင်းပြင်းနေအနေနဲ့တကယ်ပွင့်လင်းဆုံးမျိုးတွေဒီချင်းပြင်းနေချင်းမှာမြို့တော်အနေနဲ့တည်လိုက်ပေါ့သဘောကပြီးရင်အဲ့ဒါတောင်မှချင်းပြင်းနေကိုမြန်မာနိုင်ငံလေရောကပလေမာရောကျွေးနိုင်တဲ့မြို့ဖြစ်တယ်ဒီဒီရွှေဝါရွှေနိုင်ငံပေါ့နော်ပြောပြောနေတယ်ကျွန်တော်ပြောပြောနေရရွှေနိုင်ငံရွှေပြည်နေပေါ့ဒီဟာကိုဖန်တီးပေးနေတဲ့မြို့ဖြစ်တယ်ဆိုတော့ချင်းပြင်းနေရဲ့ ချင်းပြည်နေရဲ့အစိပ်ပန်းတစ်ခုလုံးကိုဒီအကောင်းဆုံးဒီဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ပေးနိုင်တဲ့မြို့ကတော့ပလောဝမြို့ဖြစ်တယ်ချင်းပြည်နေထဲမှာဆိုတာမြို့ကိုကျွန်တော်ကတော့ဒီလိုတုံ့တက်မိပါတယ်ဟုတ်ကဲ့ပါ